はい、皆さん、こんにちは。ハルキです。あ、ディレカーモの、え、だ、なんか、第一週へ、フスカメ、デバイへ、ネイミャオネアにさ、ビュー、レーダーちゃうの。お、エシェビデュー、パトモソー、イチニチメドウが、テンビーケレボの、センガーティ、ナバセンガーティボの。はい、皆さん、アセンビージャイバー、ドウですかはい。だそう、ディネアがボの、フスカメロコエボの、フスカメ、ネイミャオネ。だそう、ネイミャオネリを、おとどれらちゃう。 နံပါတ်16မှာဆိုရင်တော့ဗာရေးထားလဲဆိုတော့ပထမဆုံးပေါ့နော်မိုကြီးဆိုရယ်ခန်းကြီးပေါ့နော်ဖာလိုဘောင်းအဲ့ဒီမိုကြီးပုံစံလေးပေါ့နော်ခိုလဲခါတာနီဟွန်ဂိုကိုနိုင်နိုင်နေရှင်းပါစ်နော်ဒီခန်းကြီးလမ်းမှာထားနော်နီဟွန်ဂိုဆိုရယ်ခန်းကြီးပြီးတော့သူမေးထားတဲ့ဟာကဒီအနောက်ကခန်းကြီးကိုမေးထားဒါဆိုတော့ဒီအနောက်ကခန်းကြီးကဗာရေးတော့ခိုလဲခါတာနီဟွန်ဂိုကိုနိုင်နိုင်နေရှင်းပါစ်နံပါတ်1 2 3 4နော်ဒါလွယ်မလွယ်လုံးနဲ့ပေါ့နော်သူကစင်တူယူမားတွေလုတ်ပေးထားတာပေါ့နော် အဲအရှိကဟာကပါလဲဆိုတော့ကဘာနဲ့ဖန်တာနဲ့ဘဲနဲ့ဖန်တာနဲ့နှစ်ခုရှိရပါတော့။ပြန်နာမှာ Q နဲ့ Q နဲ့နှစ်မျိုးရှိရပါတော့။ဒါဆိုတော့အဲဒီဟာလေးပေါ့နော်တက်နေတုံးလေးထဲကအဖြေအမှန်ကိုရွေးမှဆိုရင် Bank Q ပေါ့နော် Bank Q ဆိုတော့အဖြေမှာကနံပါတ်2ပေါ့နော်။ Right ။ဒါဆိုဒီနောက်မှာ ပြန်ပြီးတော့အသေးစိတ်ရှင်းပြပေးပါမယ်။ဟာနော်။ Bank Q ရှိမှာ gas နံပါတ်6ကိုတော့ကြောက်။ 今日が何々で、明日が3日です。今日は、ディネガーで、コラピが、アメネピアンが3日です。3日、3日とはが、トウヨンビューの、トウヨンネゴビューチラ。だとディネガーコラピビューのアメネピアン、トウヨンネ。だとディネガー、ネインネゴの。だとネインネゴ、ジャパンのブルービューレ。ハスカ、フスカ、ヨッカ、ハタチ。どっちですかはい、コバゴイエピジの。フスカです。ナバネピパレ、の。 ော်တရင်နေနေနေသုံးရင်းနေလေးနေငိုင်းနေအဲရေဖိုရေသွင်းနေလေးကိုတတိထားပါ။နော်မီကာဆိုတာသုံးရင်းနေဖုစကာဆိုတာကနေရင်နေ။ကာဖေနံပါတ်78နိုင်နနီဖူလန်ဆူဂိုကဒေကီရိုဟီတိုဝါအီမာဆန်ကာဖူလန်ဆူဂိုကဒေကီရိုဟီတိုပြတဲ့ဘာသာစကားစကားပြောနိုင်တဲ့လူကလည်းအီမာဆန်ကမရှိဘူးလား။ဒါလည်းကဒါလည်းကဒါလည်းတဲမို့ဒါလည်းမို့ဟိုက် အချင်းနီးဆန်ရောလေးခုထဲမှာဗာရွေးကြလဲ။အော်မြို့မလို့ဘာသာပြန်မယ်ဆိုရေပေါ့နော်။တယောက်ယောက်ပြည်တဲ့စကားပြောပြောနိုင်တယ်လို့မရှိဘူးလား။တယောက်ယောက်ဆိုတဲ့အထိပဲပေါ့နော်။တယောက်ယောက်ဆိုတော့ဒါနဲ့အချင်းနီးနီးနဲ့နှမျိုးထဲမှာနည်းနည်းရောနေမှာပေါ့နော်။ဒါနဲ့ကနပန်းနိပန်းဖြစ်ပါတယ်။တယောက်ယောက်ပေါ့နော်။ဒါနဲ့ကတယောက်ယောက်ပြည်တဲ့စကားပြောနိုင်တယ်လို့မရှိဘူးလား။ကြရဆိုရင်နောက်ကရှင်းလင်းချက်လေးကိုကြည့်အောင် ကဲဒါဆိုရင်ပထမဆုံးနံပါတ်1အဖြေလေးပေါ့နော်။ဘာဖြစ်လို့နံပါတ်1အဖြေဖြစ်လဲဆိုတော့ဒီမှာကြည့်အောင်။ဒီမှာပါတဲ့ဟာလေးကိုလောလိုက်မှတ်မှာပေါ့နော်။ Nihongo ဆိုတဲ့ခန်းကြီးကိုမှတ်မယ်။ပြီးတော့ Betto na mugo နော်ဂျပန်စာပြီးပြီးတော့နောက်က Benkyo sud နော် Benkyo စာလေးလာတီ Benkyo sud ပြီးနောက်ခုက Seyoi နော်အေးစာလေးလာတဲ့ဟာမှာခန်းကြီးမှာဆိုရင်နောက်မှာပေါ့နော် Seyoi ဆိုတာကအာကောင်းသောဆိုတဲ့ပြေပေါ့နော်။ဒီခန်းကြီးလေးပါတယ်ပေါ့နော်။ဒါဆိုရင်ဘယ်လိုမလဲ။ကျမ်းမာရေးကောင်းမှအာကောင်းမှ စာလေးလာလို့ရမယ်နော်အကယ်လို့နေမကောင်းဆိုရင်စာလေးလာရစစ်စာလေးလာအဆင်မပြေဘူးအဲ့လိုမှထားလို့ရတယ်နော်နောက်ဆုံးစွရရဲ့စัจချက်ဘက်ကိုလည်းတစ်ခါတည်းမှတ်လိုက်ကြအောင်ပေါ့နော်ယောဝါဤအာနေတော့ယောဝါဤအာနေတော့ကဲဒါဆိုရင်နောက်တစ်ခုဟာဒီမှာဆိုရင်ခုနပြောရပေါ့နော်တေးနေနေနေတွေးနေလေးနေဒီဟာလေးလည်းမဖြစ်မနေတိထားမှရမယ်ပေါ့နော်နောက်ဆုံးတေးနေကဖီတာချိနေနေကဖုစကာမီကာယော ကဣစကမွိကနာနိုကယောကကိုကိုနိုကတိုကဒီဘောမဒရီထားမယ်ပေါ့နော်လေးနှစ်နဲ့ရှင်းနှစ်ကဒရီထားမယ်လေးနှစ်ကယောကခြေဆိုင်ဆိုလိပါရယ်ယောကရှင်းနှစ်ကယောကအတန်အတန်ရှင်းဆဲမယ်ပေါ့နော်ယောကခိုက်စတေးနေဆိုရင်ပုံမှန်ဖြစ်သွားပြီပေါ့နော်ဂျူအီချီနီချီအာနော်စတေးစနေစတော့14မှာဒီမှာဆိုရင်တัวယောကနဲ့ပဲလို့နော်ဂျူယောက เนาะ2 unit ချစ်လို့မပြောเนาะပြီးတော့55 6 66 6ကပုံမှန်ပဲ19မှာ2ခု unit ချစ်လို့ပြောမှာ2 q unit ချစ်လို့မပြောမှာ ਨੇ 2ခု unit ချစ်ပြီးတော့20 unit က half က trader ပေါ့เนาะပြီးတော့24က niju yokka 29က niju kunichi ဒါဆိုတော့ဒီဟာကိုအလွယ်မှတ်ထားမယ်ဆိုရင်တက်ကနေ30ကတော့ဒီတိုင်းအလော့ချက်ပေးရမယ်ပြီးတော့ဆက်တက်ကနေပြီးတော့ကျန်တဲ့နောက်ပိုင်းပေါ့เนาะ33ထိက trade လေးရေးပေါ့เนาะ ဘာလဲဆိုတော့လေးကဏ္ဍနဲ့ကိုကဏ္ဍကချွဲချက်အဲ့လိုမှတ်ထားလိုက်တော့လေးနဲ့ပတ်သက်တဲ့ဟာဆိုရင်လေးနဲ့ကယောက14နဲ့ဆိုရင်ဂျူယောကပြီးတော့24နဲ့ဆိုရင်မီဂျူယောကလေးကဏ္ဍပေါ့နော်ပြီးတော့ကိုကဏ္ဍလည်းတတိထားပြီမြင်ကိုကဏ္ဍကတခုတည်းဆိုရင်ကိုရင်းနဲ့ဆိုရင်ကိုခိုးနုကဟုတ်တယ်နော်ဒါပေမဲ့29နဲ့29ဆိုရင်ခုခုနဲ့ပဲရေးထွက်တာပေါ့နော်ဂျူခုနီချီမီဂျူခုနီချီပြောလောကချွေးချစ်အကြီးစားတော့ဟာစကပါတော့20နှစ် အဲ့ဒီဟာလေးမှတ်ထားလိုက်ပါတော့ပြနောက်ကအသက်က20ပေါ့နော်အသက်20ကိုပြောချင်တယ်ဆိုရင်ဟာတချီလို့ပြောနော်ဟာဖကကရက်ကိုပြောနော်20ရက်နေဒါဆိုကိုယ့်ရဲ့အသက်ကအခုမှ20ဆိုရင်ဟာတချီပေါ့နော်အဲ့လိုပြောလို့ရပါတယ်နော်ဒီဟာလေးမဖြစ်မနေချစ်ထားပြီပေါ့ကြည့်ရတဲ့နောက်တစ်ခုကဒါလက်ကဆိုတဲ့ဟာလေးပေါ့နော်တယောက်ယောက်ဒါလက်ကဒါလက်တဲ့မို့ဘသူမဆိုးဆိုတဲ့ပဲပေါ့နော်ဒါလက်တဲ့မို့ဒီကီလိုမွန်တိုင်းဘသူမဆိုးလုံးနိုင်တဲ့ပုံဆောင် ဖြေနိုင်တဲ့ပုံစံဟိုက်ဒါလည်းမို့ nine ဆိုရဲ grammar လေးလေးရှေ့ရပါတော့ဒါလည်းမို့ the key nine မွန်တိုက်ဘသူမှမလုံးနိုင်တဲ့ပုံစံဟုတ်နော်ဒါအငင်းလေးဖြစ်သွားရပါတော့ဒါလည်းမို့ the key nine မွန်တိုက်ဘသူမှမလုံးနိုင်တဲ့ဖြေရှင်းလို့မရတဲ့ပုံစံနော် the key math ကလုံးနိုင်သည်ဆိုတဲ့ပဲနော်ကဲစကြီးနံပါတ်၈လေးကိုတွားကြည့်အောင် နံပါတ်7ကဒီမှာပေါ့နော်ချစ်ချီဝါဒီခါကြီးလေးတည်ရမလားချစ်ချီနော်ဖေဖေပေါ့နော်အဖေဖေဖေကလည်းဖရန့်စုကိုကပြည်သက်စုကပြည်သက်ဘာသာစကားကိုဂျောဆုဒက်ဂျောဆုဆိုတော့တော်တယ်ပေါ့နော်ဒါဆိုတော့ဂျောဆုဆိုတဲ့ခန်းကြီးလေးကတီချီနီဆန်ယောနော်တော်တယ်ဆိုတဲ့ကြောင့်နည်းနည်းအဖြေပြရအောင်နံပါတ်2နဲ့4နဲ့တစ်ခုထည့်ရတစ်ခုရှိရပေါ့နော်ဦးအေးနဲ့ပေါ့ပါနော်ရှစ်တာနဲ့မပေါ့ ဦးရဲရဲပြီးတော့တဲဆိုတဲ့ခန်းကြီးနဲ့ပေါင်းတာဒါဆိုတော့ဂျောစုဆိုတဲ့ခန်းကြီးလေးကနံပါတ်၄ဖြစ်ပါတယ်။နော်အကယ်လို့မသိဘူးဆိုရင်မှတ်ထားအောင်နော်။ဂျာစကီနံပါတ်20ပေါ့နော်။တိုကျိုမှာတဲ့အတူဒိုနိုကူရာယီခခလီမတ်စကာတိုကျိုအထိလဲနောက်ထပ်ဘယ်လောက်လောက်ကြာပါသလဲလေ။မိုးစကူနိုင်နိုင်ရောအာမကြာမီမှာကွက်လက်ဖြစ်ပါတယ်။ဒါဆိုတော့ဣချီကစကီမတ်ဒေမတ်ဥဂိုကီမတ် ခိုင်လီမာဒါဆိုတိုကျိုအထိနောက်ထပ်ဘလောက်လောက်ကြာပါတလဲဒါဆိုမကြာမီမှာဘာဖြစ်တော့မလဲဟိုက်မင်းနာဆာဘယ်လိုဝါရှိပဲဖြစ်နေရမဟုတ်သေးပါဟိုက်မိုးစကစကီမာဆိုင်ရောက်ပါတော့မယ်နော်စကီမာဆိုတာဆိုင်ရောက်ပြီဆိုတဲ့ပဲပေါ့နော်အကယ်လို့ကိုကဒီ vocabulary လေးကိုမင်းနေလဲဆိုရင်မှတ်ထားပြီးပါနော်အနောက်မှာနံပါတ်နဲ့တုပ်လေးဆိုရဲဟာလေးကိုပြန်ပြီးရှင်းပြမယ်နော် just a kick

ဟဲ့ကြာဒါဆိုရင်ကြည့်အောင်ပေါ့နော်ခုနပြောတဲ့ဂျောစုဆိုတဲ့ခန်းကြီးလေးပေါ့နော်ဒါဆိုဒီသူမေးထားတဲ့မေးခေါ်တစ်ခုတည်းပဲမလုံနဲ့ပေါ့နော်ဒီမှာပါတဲ့ခန်းကြီးတွေကလုံးကြည့်ပြီနော်ဒီမှာဆိုရင်ဆိုဖူဆိုတဲ့ဟာကအဖိုးပြောချင်တာအဖိုးချီချီဆိုတဲ့အဖေအဖေကမှစုံနဲ့ပေါင်းလိုက်မှဆိုအဖိုးဖြစ်သွားပါနော်တလောက်တည်းဆိုရင်ချီချီသူများအဖေကိုပြောမှဆိုရင်နော်တခြားသူရဲ့အဖေကိုပြောမှဆိုရင်အိုတိုးဆာ နောက်ခုကဥဲဆိုရယ်တလုံးထဲဆိုရယ်ဒီမှာเนาะအောက်မှာနည်းနည်းကြည့်လိုက်ပါเนาะဥဲဆိုရယ်အပေါ်အဲ့မှာဣဂျောဤနဲ့ပါလိုက်မယ်ဆိုရယ်ဣဂျောဣဂျောဆိုတာကကွလတ်နဲ့အထက်ပေါ့เนาะဥပမာဆိုရယ်ဂျူဟာဖိုင်ဣဂျောဆိုရယ်ဆက်ရှင်နဲ့နဲ့အထက်အဲ့လိုပုံစံလေးပေါ့เนาะဂျူဟာဖိုင်ဣဂျောအဲ့လိုမျိုးတော့လို့ရတယ်နောက်ခုကဒီမှာဝော့ဖန်တီဆိုရယ်ခန်းကြီးပေါ့เนาะခီမရာဆိုရယ်ဝော့ဖန်တီအဲ့တော့အင်ဂျီလီဘာတွေဝော့တယ်အဲ့ဒီဟာကိုဥဥဲနဲ့ပါလိုက်မယ်ဆိုရယ် ဥဝကီဥဝကီဆိုတာကအပေါ်ဝော့ပေါ့နော်ဟိုဝါသရှိလိုမျိုးဒီအပေါ်မှာထောက်ဝတ်ထားတဲ့ဥဝကီပေါ့နော်နောက်အာဂဲလ်အာဂဲလ်ဆိုတာကမြက်တက်လာသည်ဆိုတဲ့ပဲနော်အာဂဲလ်အာဒီနေ့ရဲ့ပူချေကအာဂဲလ်မြက်တက်လာတယ်အဲ့လိုပေါ့လို့ပေါ့နော်ဖိုင်နယ်ခုကတဲဆိုရယ်ခန်းကြီးလေးပေါ့နော်တလုံးလဲဆိုရယ်တဲဆိုရယ်လက်အလာအီဆိုတာဖေးချောသည်တဲနဲ့ပါလိုက်မယ်ဆိုရယ်အိုတဲအလာအီဆိုတာအိတ်သားတက်ဆက်ခံလို့ပြောချင်တာအကယ်လို့ကိုကအလာအီဆိုရယ်ခန်းကြီးကိုမတင်ရသေးဘူးဆိုရင်ရတယ်အဆင်ပြေတယ်ဒါပေမဲ့ဒီအရှိကတဲရောတော့ မှတ်ထားပေးပေါ့နော်ဟိုအရှိအသေးကလက်အလားကြီးဆိုတာဆေးကြောတယ်ဒါဆိုတော့တနည်းအားဖြင့်နှစ်ခုပေါက်တဲ့အတွက်ကြောင့်အိတ်သားဖြစ်သွားနော်တက်ဆက်ခံအိတ်သားပြီးတော့နောက် on tan ဆိုတာကကာမောက်ချင်းဒါကိုတဲနဲ့ပါလိုက်မယ်ဆိုရင် shoot ဒါဆိုရင် on tan shoot ဆိုတာကာဒရိုင်ဘာကိုပြောချင်တာပေါ့နော် driver နောက်ကာမောက်နဲ့လက်ဆိုတော့တနည်းအားဖြင့် driver ပေါ့နော်ကဲနောက်ဆုံးတစ်ခုမှာဂျောဆူဆိုရယ်စัจဂျဘက်ကဟက်တာနာပါเนาะဒါဆိုတော့ ဟိုဥအေးဆိုရဲအပေါ်နဲ့ရှိသားဆိုရဲအောင်းနဲ့ခန့်ချိပဲကွာသွားပါတော့เนาะဒါဆိုအပေါ်မှာရှိတဲ့လက်ကဂျောစုတော်တယ်ပေါ့နော်ဟေတာအောက်မှာရှိတဲ့လက်ကဟေတာနာညက်တော်ပေါ့နော်အဲ့လိုမှတ်ထားပြီပါကြာဆိုရင်နောက်တစ်ခုကဒီအလေးပေါ့နော်စကုနိုင်နန်နီစကုခရဘရှော်နီစကုနေရာတို့ဆိုက်ရောက်ပြီဆိုတဲ့ပဲဥမာရန်ကုန်နီစကုနီဟွန်နီစကုတိုကျိုနီစကု ဒဲလို့ဒဲလို့ဆိုရင်ဝိုးတော့ပြင်မှာပေါ့နော်ဒါဆိုတော့ဒီ particle လေးလေးကိုတတိထားပြပါဝိုးဒဲလို့နကအေးဝိုးဒဲလို့အနော်အေးကနေထွက်သွားတယ်ဥဂုခုဆိုတာလှုပ်ရှားသည်ဒန်းရှားကဥဂုခုယထာကလှုပ်ရှားတယ်တနည်းအားဖြင့်ယထာပြေးဆွဲတာလို့ယထာလှုပ်ရှားတာလို့နော်ခိုင်လို့ EN ခိုင်လို့အေးပြန်တယ်ပေါ့နော်ခိုင်လီမတ်အေးပြန်သည်ကေနာဆိုကခုကဒိုးပေါ့နော်ဘယ်လိုလဲ あの、今日のテストはどうでしたか?ディネ、サムウェがどうでしたか?ブロピケアレ、ブロレ、セミエラ。どうやって、どうやって、あとぶはとぶにあれ、の。ブロニーラン、あ、ブロメ、ブロロビロ、ブロニーランをとぶビロ、それでペボ、の。もうね、ここまでどうやって来ましたか?あ、ディエティ、ブロロビロ、ラケアレ。ブロニーランをとぶよ、ラケアレ。え、ウブマ、エロポザンリボ、の。 နော်မဆိုင်ဂျပန်ကိုရောက်လာရပါတော့အခုခုမှတည်းတို့ရတက်ခင်မရှိတော့ကအဘလိုလိုမျိုးလာခဲ့ရလဲဟိုအေဂျင်စီနဲ့လာခဲ့ရလားကိုဘကိုဟို scholarship ရလို့ရှောက်ခဲ့ရလားအဲအဲ့လိုမျိုးပါနော်တို့ရတဲ့ဘလိုလုပ်ပြီးတော့နော်မဆိုင်နောက်တစ်ခုကရန်ကုန်မှာခီးသွားပါတော့ဥမာအာရွှေတကောပြောသွားအတို့ရတက်ခင်မရှိတော့ကဘလိုလုပ်ပြီးလာခဲ့ရတော့ဘတ်ကော်ဖီပြီးတော့ပါနော်ဘယ်နဲ့ဆက်စီခဲ့ရလဲဘယ်ကနေဘယ်ကဆေးခဲ့ရလဲအဲ့လိုပုံစံလေးပါနော်နောက်နာဆယ်နာဆယ်ဆိုတာကဒိုးတဲ့တူတူပဲပါနော်နာဆယ်ဒိုးတဲ့ ဘာဖြစ်လို့ဟာနော်နာဝဲဒိုးစ်တဲ့ကဲနာတခုကတော့ကြောင်းနာနာနီမတဲ့တခုရှိတဲ့ဂျူပေါ်နက်စ်ကိုလာအထီးတက်စီနဲ့ဆယ်မီနဲ့ဖြစ်ပါတယ်။ဒါဆိုတော့ဘယ်အထီးတုံးဒီခန်းကြီးလေးမှတ်မိလား။ကဲအချိန်၃စက္ကန့်ပြပါမလား။အချိန်နည်းစားပြပါရစေ။ကျွန်တော်နံပါတ်၄ပေါ့နော်။အဲ့ခင်ပါတဲ့။ဟိုက်ဘူဒါအထီး တစီဖြစ်ဆယ်မိနစ်ဖြစ်ပါတယ်အခိဘူတာဘူတာဆိုရခန့်ကြီးလေးမှတ်ထားပြပါရှစ်စလေးဒက်စကတနခါဆန်တဲ့ဟောအလီမဆန်ကအာရိုင်းပြမိပြီမဲ့တနခါဆန်မဟုတ်ဘူးလားဒါဆိုအဲအနိုအာဂျာအာဒီဟာလေကတော့အမေရိကန်အတန်လေးပေါ့နော်အာနာပြမဲ့တနခါဆန်မဟုတ်ဘူးလားဒါဆိုတော့ဘယ်ဟာဖြစ်မယ်လို့ထင်ပါလဲနော် ごはんに見るのこの手をやるとはびをこれしてまり。あ、あの、しそれですか。あ、あれもよさしりしてまな。あの、しそれですか。ほり、てせいらを、あなみめ、やいびゃみびめ、たなかさまほうら。たぞ、ピーマーがなばにピーパーへ。昨日はそんなにないないね。昨日は胸があれ、そんなに、えらおき。なば一、寒くないでした。なばに、寒くなかったです。 寒くなかったでした。寒かったではないです。ဒီဟာတော့ in five က grammar လေးပေါ့နော်လွယ်ပါတယ်ဘယ်ဟာဖြစ်မှန်းထင်ပါလဲ။ not samu e ဆိုတာ e adjective ဖြစ်တဲ့အတွက်ကြောင့်သူ့ကိုအငင်းပြောင်းတယ်အငင်းဟိုမှာအတိတ်အငင်းပြောင်းတယ်ပေါ့နော်ဒီဟာလေးတတိထားပြပါအဖြေမှန်ကနံပါတ်နိဖြစ်ပါတယ်။ samu kunakata desu နော် samu e ဆိုရဲချမ်းတော့မှာ အငင်းပြောင်းမယ်ဆိုရင်သာမုခုနိုင်အဲ့ဒီအငင်းကိုမှအတိတ်ပြောင်းမယ်ဆိုရင်သာမုခုနာခတာဤကိုပြောခတာပေါ့မနော်ဒီလိုမျိုး9 dash star ဆိုပြီးတော့မတော့ဘူးเนาะ9 dash star ဟော dash star မပေါ့เนาะ dash star က noun နဲ့နာယတိမှာ dash star ပါเนาะကဲဆိုရင်ကြည့်အောင်ခုနပြောရဲ AK ဆိုရဲဘူတာဆိုရဲခန်းကြီးပြီးတော့သစင်နဲ့ပေါင်းမယ်ဆိုရင်ခုနက ဂျူဂျီဂျူပေါ်နော်ဆယ်နာရီဆယ်မီနစ်ဂျူဘောနာနော်ဒီလိုမျိုးလဲဖတ်လို့ရဂျူဘောနာနာဆိုလုံလောက်တော့ဆွဲတယ်ပဲနော်ဆယ်နေကခုနပြောတဲ့တိုးကချွဲချက်ပေါ့နော်ဂျူနီချစ်လို့မပြောနော်တိုးကတိုးအိုးကလို့ရေးထားပေမဲ့အတန်ရှည်ဆွဲမယ်ပေါ့နော်အေးအိုလိုက်ရင်တော့မအိုလိုက်ရင်အတန်ရှည်ဆွဲမယ်ပေါ့နော်ဒါကြောင့်မလို့တိုးက နောက်က do go for เนาะဒီ for ဆိုတဲ့ခန်းကြီးလေးပေါ့နော်15မိနစ်ပြီးတော့ send to ပေါ့မိနစ်30 keyboard keyboard ဆိုကိုယ့်ရဲ့စိတ်ခံစားချက် keyboard ကဝါလူ ਈ အော်နော်အကျော်私の keyboard ဝါလူအဒီနေ့ကျွန်တော်စိတ်ခံစားချက်မကောင်းဘာလို့လဲသာလို့လို့ဖိုင်နောက်ခုကတလုံးလဲဆိုရင် work out နားလည်တည် work out ဆိုတာကခွဲချမ်းတည်ဆိုတဲ့ပဲဥမာဆိုရင် kick ကို work out game ကိုခွဲချမ်းတယ်အဲ့လိုပုံစံလေးပေါ့နော်အနော် အာနော်အနိုးဆိုတာကလူတရားကိုခေါ်တဲ့အချိန်မှာတုံပြတဲ့စကယ်စုတွေပေါ့နော်။နောက်ပေါ့အဘီခရစ်မတ်တာဘီခရစ်တာအထဲလက်တော့ဘာနော်နေအမေရိတန်လေးအာယောကတာအာတော့ပါသေးရဲ့အဲဒီလိုအချိန်မှာဆိုအာဆိုတဲ့ဟာလေးပေါ့နော်။ကဲနောက်ဆုံးတစ်ခုကခုနပြောတဲ့ဆာမူရီဆိုတာက IK ယောရှိတနည်းအားဖြင့် EHD ဖြစ်ပါတယ်။ဒါကြောင့်မလို့ EHD ကိုအသိပြောင်းမယ်ဆိုရင်ဒီမှာဆာမူရီကိုဆာမူခတာတဲ့ ဆမ်မှုခုအာလီမဆဲအဲ့ဒါအငင်းပေါ့နော်အငင်းကိုပြောင်းမယ်ဆိုရင်အတိတ်အငင်းပြောင်းမယ်ဆိုရင်ဆမ်မှုခုအာလီမဆန်ဒက်စတာနော်ဒီလိုမျိုးဟာဆိုရင်အာလီမဆန်ဆိုရင်ဒက်စတာနဲ့တော်လို့ရတယ်နော်ခုနမျိုးခတ်တာဒက်စတာဆိုပြီးတော့တော်လို့မရအောင်နော်တနည်းအားဖြင့်ဆမ်မှုခုအာလီမဆန်ကတနည်းအားဖြင့်ဘာနဲ့တူတူပဲလဲဆိုတော့ play for ပြောင်းမယ်ဆိုရင်ဆမ်မှုခု9ဟုတ်တယ်မလားအာလီမဆန်ဆိုတာ9နဲ့တူတူပဲလေဟုတ်တယ်နော်ဒါကြောင့်မို့ဆမ်မှုခု9 death ဆိုရင်ဆမ်မှုခုနခတ်တာ death နော်ခုနကအတုပြုထားလေနာခတာမှာ dash တနဲ့နှစ်ခုရောပြီးတုံထားနော်တုံလို့မရအောင်နော်အာလီမာဆန်ဆိုရင် dash တ9ဆိုရင်နာခတာနော်ဒီကားလေးကိုတည်ထားအတူလည်းဒီမှာကြောင်းလေးပြောထားနော်ဆာမူအီဒက်စတာဆိုရမပြောပါဘူးအီဝန်နိုင်မပြောကဲဒါဆိုရင်အကယ်လို့ဒီဟာလေးမိနေဆိုရပေါ့နော် n5 တို့က grammar လေးကိုတစ်ချက်လောက်ပြန်ကြည့်ပြီနော်ကဲဒါဆိုရင်နောက်တစ်ခုသွားကြအောင် 今朝は七時に起きてジョギングしました。皆さん七時の何で話した時の七時。今指はね。七時。カなナイボの七時。七時もほの。今ィメネガーレカナナイジョギングしました。 จ็อกกิ้งบ่เนาะไอ้อเนปี้แค่บาเลยแล้วสรุปแคซ่าสรุปดีมะเน่ดีมะเน่สรุปในเจ้าดีนี่แหละอ๋ออคู่แหละพี่อ๋อมะมะเน่ปายแหละอภิมาก็นัมเบอร์4ဖြစ်ပါတယ်เนาะอีมาสรุปอคู่แหละพี่อ๋ออาซ่าสรุปมะเน่แหละดีมะเน่บ่เนาะแคซ่าจัสกิチャンネルを変えるからテレビの何々を撮ってください。こう TV チャンネルもの TV チャンネルを ခိုင်တခါလာပြောင်းမဲ့အတွက်ကြောင့်တယ်လီဗီနော့ TV ရဲ့ကွက်လက်ကိုယူလာပေးပါတို့တဲခူတာဖိုင်တိုလီမန်ဆိုတာယူသည်ပေးပါတော့ TV ရဲ့ဘာကိုယူပေးရမှာလီမိုခေါ်ပတ်စုခေါ်အေယာခေါ်ကွန်ပျူတာဒီလိုစဉ်းစားကြအောင်နော်ပတ်စုခေါ်ဆိုတာသိကြမလားလက်တော့ပြောချင်တာအေယာခေါ်ဆိုတာကဟိုအေယာခေါ်ပြောချင်တာကွန်ပျူတာဆိုတာကကွန်ပျူတာကိုပြောချင်တာနောက်ဆိုတော့ဂျန်တဲ့ဟာတကူအားဘာဂျန်လဲလီမိုခေါ်ဆိုတာ TV remote ကိုပြချင်တာပါเนาะဒါကြောင့်မလို့အဖြစ်မှာကနံပါတ်1ဖြစ်ပါတယ်เนาะဒီလိုမျိုးပုံစံမျိုးလည်းလုပ်လို့ရတယ်เนาะကိုယ်တီးတဲ့ဟာလေးကိုအရင်ဖယ်ဖယ်ပြီးမှမတီးတဲ့ဟာဂျန်တဲ့အဖြစ်ပေါ့เนาะ Jasuki Watashi wa tennis ga suki desu ga jōzu ကျွန်တော်ကတနက်စကကြိုက်ပေမဲ့ jōzu ga ဆိုတဲ့ grammar လေးပေါ့เนาะအရှင်းမှာကောင်းရင်အနောက်မှာမကောင်းအောင်ပေါ့เนาะဒီမှာအရှင်းမှာ ကောင်းတဲ့ဟာလိုက်တယ်ပေါ့နော်အော် tennis ကိုကြိုက်တယ်ဒါပေမဲ့လို့อืมโจซูဘယ်ဟာဖြစ်မလဲအချင်းနီဆန်ရောအာလီမာဆန်နိုင်ဒက်စ်နာလီမာဆန်ဂျာအာလီမာဆန်โจซูဒေဝါအာလီမာဆန်တနည်းအားဖြင့်โจซูဂျာအာလီမာဆန်မတော်ဘူးကျွန်တော်က tennis ကိုကြိုက်တယ်ဒါပေမဲ့မတော်ဘူးโจซูဂျာအာလီမာဆန်ဒါကြောင့် ကဲအဆွဲအဖြေလေးကိုကြည့်အောင်ပေါ့နော်ခုနပြောတဲ့ဒီအဆဆိုရဲခန်းကြီးလေးပေါ့နော်မအာဒီအောက်ဟာလေးကိုအရင်ပြောလိုက်မယ်နော် my နဲ့ပါလိုက်မယ်ဆိုရင် my အဆဆိုတာမနဲ့တိုင် go hand ဆိုရဲထမင်းနဲ့ပါလိုက်မယ်ဆိုရင် alpha go hand မနဲ့ဆိုပါပေါ့နော်အဲ့တော့မှခုနဒီအပေါ်ကဖာနေတူတူပဲနော်အဲ့ဒီ go ဆိုရဲခန်းကြီးလေးပေါ့နော်ဒီ go hand ဆိုရဲဟာလေးနဲ့မတုံးချင်ဘူးဆိုရင်ဒီ shock ဆိုရဲတာဘဲလို့ဆိုရဲခန်းကြီးစားတီဆိုရဲခန်းကြီးအဆဆိုရဲမနဲ့ပိုင်နဲ့ပါလိုက်မယ်ဆိုရင် chore shock မနက်ဆောင်အာဖာကိုဟန်လို့လည်းပြောလို့ရတယ်ချောရှော့ကိုလို့လည်းပြောလို့ရတယ်အင်းမနဲ့ပါလိုက်မယ်ဆိုရင်ခဲဆာဆိုတာဒီမနက်ရှစ်တီကြီးလို့ဖတ်မယ်နာနာကြီးလို့မဖတ်ဘူးခဏနာကြီးနာနာကိုင်ခဏထက်နော်တထက်နှစ်ထက်သုံးထက်အနော်အေးလေးပါလိမ့်မှာဆိုရင်နော်ခဏထက်ဆိုရင်နာနာကိုင်ခဏခုဆိုရင်နာနာဆခဏရဲ့နေ့ကနာနိုကဒီဟာလေးကိုမှတ်ထားပေးပါနောက်ကအိုကီလို့ ငါဟုကအိုကိုဆုအိုကီလိုအေရထားသည်အိုကိုဆုစွာဖြစ်ပွားသည်ဟဲ့ရမလားအိုကိုဆုဖြစ်ပွားသည်ခုနပြောရင်လီမိုကွန်စွာ TV remote ကိုပြောချင်တာ remote control ပါဆိုခေါ်ကွန်ပျူတာအေယာကွန်အေယာကွန်ဟဲ့စိတ်ကိဂျောဇူနာပါနော်နားအကြည်ဖြစ်တဲ့ဒါကြောင့်မို့ဂျောဇူဒါဆိုရင်သူ့ကိုအသိပြောင်းမယ်ဆိုရင်ဂျောဇူဒါတာဂျောဇူဒဲဆိုရင်ဂျောဇူဒဲတာ ဂျောစုဂျာနိုင်အငင်းဆိုရင်အငင်းကိုအသိပြောင်းမယ်ဂျောစုဂျာနာခတာတနည်းအားဖြင့်ဂျောစုဂျာအနီမဆန်ဆိုအငင်းနော်သူတို့နှစ်ခုကတူတူပဲနော်ပလေးဖောင်နဲ့ယိုယိုဖောင်ဟိုဟာနဲ့တုံးတာနော်อืมဂျောစုဂျာအနီမဆန်တက်စ်တာမတော်ပါဘူးမတော်ခဲ့ပါဘူးအဲ့ဒါကြောက်တဲ့ရှော့ကဲနေမြောင်ရဲ့နောက်ဆုံးပါလိမ့်မယ်နော်ယာစမင်သောဟိဝါ နိုင်နိုင်ညံဝဝရှိမစပိတ်ရမှာလဲကွက်လက်ကိုဖုတ်ဆက်ပါမယ်လဲဒါဆိုဒီခန်းကြီးလေးကဘာလို့လဲတိလို့အများကကိုယ်ထမင်းကျွေးရလို့တော့ထမင်းကျွေးမင်းလို့မရမဟုတ်ဘူးပဲဟာဟာအမေပေါ့နော်ယာစမီနိုဟီဝါဟာဟာနိတံဝရှိမစဒံဝဝရှိမစအမေအမေစီကိုဖုတ်ဆက်ပါမယ်တရိုင်းမအနော်တရိုင်းမဆိုပြန်ရောက်ပါပြီဒါဆိုကိုကနေပြီးတော့အိမ်ကိုပြန်ရောက်ရယ်ဆိုရင်တရိုင်းမဒါဆိုအိမ်မှာရှိတဲ့လူကကိုကိုအာ ぴြんびら、あ、ちက်မိလားあ、ーာကျオリိုးဆိုတဲ行ってきますいただきますいらっしゃいませお帰りなさいどっちだば4はのお帰りなさいあぴアんびら、ものただいまあお帰りなさいはいじゃあ次田中さんはなになに、優しい人です田中さんがあれこれ優しい人とぼうかんねるぴぱえ、れ ခီလေတဲ့ခီလေခုတဲ့ခီလေတော့ခီလေဒီဟာလေးကိုတတိထားမယ်ပေါ့နော်ခီလေဆိုတာကနာ adjective ပေါ့နော်ခီလေနာဒါဆိုတော့နာ adjective ဖြစ်တဲ့အကြောင်းသူ့ကိုအဲ့ဒီ adjective နှစ်ခုကိုဆက်မှဆိုရင်ဘာသုံးလေးဘာသုံးပြီးတော့ဆက်လေးရှိတော့ရာစားရှိနဲ့ဆက်မှဆိုရင်နာ adjective ဆိုရင်ဒဲနဲ့ဆက်မှပေါ့နော်ခီလေဒဲနော်နောင်းနဲ့နာ adjective ဆိုရင်ဒဲနဲ့ဆက်တယ်မှတ်မိလား in five မှာတင်ရတာပေါ့နော် ခီလဲခုတဲဆိုအေးအေးသေးလို့မာလေးရှိရနော်ဒီဟာလေးနဲ့အေးအေးသေးလို့လူတိုင်းကထင်နေကြတာခီလဲနော့မှတ်ထားပြပါကဲဆိုရအဖြေလေးကိုကြည့်အောင်ဟာဟာဆိုရအမေကိုမှစုံနဲ့ပါလိုက်မယ်ဆိုရင်ခုနအရှိမလေးပြောတာနော်ချစ်ချီဆိုရအဖေကိုစုံနဲ့ပါလိုက်မယ်ဆိုရင်ဆိုဖူအဖိုးဖြစ်သွားနော်ဒီမှာဆိုရဆိုဘူအပွားပေါ့နော်ဆိုဘူတလုံးရဲဆိုရဟာဟာ တခြားလူရဲ့အမေကိုပြောမယ်ဆိုရင်ဥကားဆက်နောက်ကဒီဟာလေးကဒန်းဝါဆိုရဲဟာလေးပေါ့နော်ဖိုးဆိုရဲခန်ဂျီဒန်းဝါလေယာဆက်ဆိုရဲအိပဲပေါ့နော်ဒါပေမဲ့ဒန်းဝါမှာဆိုရဲလေယာဆက်နဲ့အနောက်မှာဟာနာဆုဆိုရဲခန်ဂျီစကားပြောသည်ဒါဆိုလေယာဆက်နဲ့စကားပြောဆိုတဲ့နေ့ကဖုံးနဲ့စကားပြောတာခူတူမနဲ့ပါလာမယ်ဆိုလေယာဆက်ကားဆိုတဲ့နေ့အပြည့်ရထားကိုပြောချင်တာပေါ့နော်ဒန်းရှာဟုတ်ခိနဲ့ပါလာမယ်ဆိုရင်ဒန်းကီခိဆိုရဲအိပဲကငါကစိတ်ကစားချဲလို့ကောင်းခင်လို့အဲ့လိုမျိုးပေါ့နော် အထိပ္ပယ်လေးပေါ့နော် thank you ဆိုတဲ့ကြောင့် layer set ဖြစ်သွားတာပေါ့နော်နောက်ဟိုဟာနာဆုဆိုတဲ့စကားပြောတည်ဆိုတဲ့ခန်းကြီးမှာဆိုခိုင်ဝဆိုတာကစကားပြောပြောဆဲဝဆိုတာဝေယဝဲစာပေါ့နော်ဆဲကာယီဆိုတဲ့ကဘာကြီးပေါ့နော်အဲ့ဒီဆဲကာယီမှာပါတဲ့ဆဲနဲ့ဟာနာရှိနဲ့ပါနိုင်မယ်ဆိုရင်ဆဲဝဆိုတာဝေယဝဲစာပေါ့နော်ဘယ်လိုမျိုးတော့လဲဆိုတော့ inu no ဆဲဝခွေးလေးရဲ့ဝေယဝဲစာပေါ့နော်ခွေးလေးကိုလမ်းလျှောက်ထွက်ပေးတာလို့ဟိုခနောနကအဖာကျွေးတာလို့အီကျုပ်ပေးတာလို့ เนาะရေးတိုက်တာလို့အဲ့ဒီဟာခေါ်လို့ ਆ ဆဲဝါပေါ့နော်တလုံးတည်းဆိုရင်ဟာနာဆူစကားပြောသည်နောင်းနေတယ်သုံးမယ်ဆိုရင်ဟာနာရှိပေါ့နော်ကဲဒါဆိုရင်ခုနကတရိုင်းမအာပြရောက်ပါပြီဒါအိမ်မှာရှိတဲ့လူကအိုခါရီနာဆိုင်เนาะဒီမှာအင်္ဂလိပ်လိုလည်းရေးပေးထားเนาะဟောအီတက်ကီမတ်စ်เนาะဒါဆိုအိမ်ကနေထွက်တဲ့ချိန်ဆိုရင်ထွက်တဲ့လူကအီတက်ကီမတ်စ်အာသွားလိုက်ပါအောင်မယ် အီတလရှာရဲ့ကောင်းကောင်းသွားပါအဲ့တော့အဲ့လိုမျိုးအိမ်မှာရှိရဲ့လို့ကအီတလရှာရဲ့ဒီလိုမျိုးအသွဲလေးတွေမှတ်ထားပြီးပါဟို listening မှာဆိုရင်လည်းဒီဟာလေးပါလိရှိအောင်နော်တစ်ဖက်လူကတတိုင်းမှာလို့ပြောလိုက်မှာဆိုရင်သူအနောက်မှာမိခိုးတုတ်ခုပေးလိုက်ဒီတုတ်ခုတွေကအဖြစ်မှာဗာလဲဆိုပြီး listening မှာလည်းမေးလေရှိရပါတော့ကဲနောက်ဆုံးတစ်ခုကခုနပြောတဲ့ key လဲဆိုရင်ကဗာ na adjective ပေါ့နော် key လဲ na na adjective ဖြစ်တဲ့အတွက်ကြောင့်တခြား အဲ့ဒီတွေနဲ့ပေါင်းပြီးတော့ပြောမယ်ဆိုရင်ဒဲတုပ်ပေးလို့ရဒဲတုပ်ပေးရမယ်ပေါ့နော်ဥပမာခီလဲဆိုရဲခီလဲနာဆိုရဲနာအစ်တီကိုရာသရှိဆိုရဲအေးချင်းနဲ့ပေါင်းချင်တယ်ဆိုရင်ခီလဲနာရာသရှိဆိုပြီးအဲ့လိုမျိုးတုပ်လို့မရခီလဲဒဲရာသရှိလပ်ပပြီးတော့တဘောကောင်းတယ်အေးချင်းဒီဆိုရင်ခုတဲပေါင်းပေးရပေါ့နော်ဤကိုပြောခုတဲဥပမာအိုးရှိဆိုရဲရာသရှိတော့ရာသရှိဆိုတာဖေးပေါ်တော့ဒါဆိုရာသရှိပြီးတော့ဖေးပေါ်တယ်ဆိုတော့ おいしくて安い、やたしびろ、せいぽうばれ。はい、だそういん、せんびじゃな。な、だそうねえみょうね、ふつかめりぴわいわな。はい、みなさんどうですか。ディローしねせんびでな。じゃあみなさん、今日はこれで終わりますね。じゃあ、お疲れ様でした。またね、バ,バイバイ。なビデオ待ってばね。